မင်္ဂလာပါအလုံးစုံမြုံနေကြတဲ့ UFC 323ကိုပြိုင်ပွဲကိုလာမဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့မှာအမေရိကန်နိုင်ငံ Las Vegas မြို့မှာကစားသွားကြတော့မှာပါဒီပြိုင်ပွဲရဲ့ဒုက္ခပွဲမှာမြန်မာချင်းလူငယ်ဖိုက်တာ Joshua Van က Flyweight တန်းချန်ပီယံ Pantoja C က Champion ကပတ်လူရမှာပါပြိုင်မဲ့ဖြင်းရင်ဆိုင်ထိုးတတ်ရမယ် Champion Pantoja နဲ့စင်ကိုသူ Joshua Van တို့က အရက်၅ပေ၅လက်မစီတူညီနေပြီးတော့ rich မှာတော့ပန်တိုဂျာက68လက်မရှိပြီးပန်ထဲ3လက်မပိုတာနေတာကိုတွေ့ရပါတယ်ဒါက striking ပိုင်းမှာပန်တိုဂျာအတွက်အသာချက်ပြစ်သွားနိုင်ပါတယ်ပန်တိုဂျာက UFC မှာ second ဘွဲထိုးတက်ခဲ့ပြီး14ဘွဲနိုင်3ဘွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားတာပါ champion ကပတ်ကို၄ချိန်တိကဝယ်ထားနိုင်တဲ့အထိ private တမ်းမှာမင်းမှုနေတာပါပန်တိုဂျာက ground ဘိုင်းကိုတိကထားပြီး တိုက်ခိုက်တတ်တဲ့ဖိုက်တာဖြစ်နေလို့ဂျိုရှူအဘာနေနဲ့ take down defense spine ကိုဒီချာလေးပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ချင်းလူငယ်ဂျိုရှူအဘန်ကတော့ UFC မှာကိုယ်ပွဲထိုးတက်ပြီးရှစ်ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာပါ။ Flyweight တန်းရဲ့အဆင့်တ Brandon Rivera ကိုနိုင်ရပြီး Champion ကပတ်လူခွင့်ရခဲ့တာပါ။ဂျိုရှူအဘန်ကအခုမှအသက်24နှစ်ပဲရှိပါသေးတယ်။ဒီပွဲတာနိုင်ရခဲ့ရင် UFC လိုပြိုင်ပွဲသမိုင်းမှာ ဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်စန်ချိန်တင်နိုင်မဲ့ကွင်းရင်းလည်းရှိနေတာပါ UFC မှာတလတဲ့ကိုနှစ်ပွဲအထိထိုးသတ်နိုင်ယူပြနိုင်ခဲ့တဲ့ဂျိုရှုအဘန်ဟာအသက်ငယ်ရွယ်နေသေးပေမဲ့ next level တစ်ခုကိုရောက်နေပြီဖြစ်ပြီးဘန်ဒိုဂျာစီကချန်ပီယံကပတ်ကိုဘလိုနီးပြူဟာတွေဘလိုနီးစနစ်တွေနဲ့ရှင်ပြိုင်ထိုးသတ်ပြီးရယူသွားမလဲဆိုတာလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာရင်ခုန်စွာစောင့်မျှော်ကြည့်ရှုအားပေးကြရတော့ပါပါအားလုံးကိုကျေးဇူးများဤတင်ပါတယ်